ဒီတစ်ပတ်မှာကစားတဲ့ဂျာမန်ဘွန်ဒက်လီကာပွဲစဉ်သုံးပါတော့အသင်းကြီးဖြစ်တဲ့ဘိုင်ယန်မြူးနစ်ဒေါ်မွန်နဲ့ဟာတာဘာလင်တို့အင်ဂရိနိုင်ပွဲကိုစီရခဲ့ကြပါတယ်။စနေနေ့ကပွဲဒီမှာဘိုင်ယန်မြူးနစ်ကအင်ဂိုစတက်ကို3ဂိုးတကူနဲ့နိုင်ရခဲ့တယ်လို့ဒေါ်မွန်ကလည်းဒမ်စတက်ကို6ဂိုးပြည့်နဲ့နိုင်ယူခဲ့ပါတယ်။ချန်ပီယံလိဖုပွဲမှာရုရှားကလပ်ရော့စတော့ကို5ဂိုးပြည့်နိုင်ရခဲ့တဲ့ဘိုင်ယန်မြူးနစ်ဟာအင်ဂရိမှာပွဲစ7မိနစ်ကလေးကပါရာဂွေးတိုက်စစ်မှုလက်စကာနိုရဲ့အင်ဂိုစတက်အတွက်ဒွန်းကိုခွင့်ပြုခဲ့ရတာပါ။ဒါပေမဲ့ လီဝန်ဒေါစကီအလွန်ဆိုနဲ့ရာဖင်ယာတို့ကခြေစွမ်းပြပြီးဘန်မြူးနစ်အတွက်အနိုင်ကိုးတွေတွင်ခဲ့ကြတာဖြစ်ပါတယ်။နောက်တစ်ပွဲမှာလည်းဒေါမွန်ကဒမ်စတက်ကိုအသာစီးကစားပြီးကက်စထရိုအားနှစ်ကိုရာမို့စ်ပူလီစစ် ရိုဒရီနဲ့အမ်ရီမော်ရိုကတကူးစီတွင်ပြီးဂိုးပြတ်နိုင်ရခဲ့ပါတယ်။တနင်္ဂနွေနေ့ပွဲမှာတော့ဟာတာဘာလင်ကရှော့ကဲကိုဝီဆာနဲ့စတိုကာတို့တွင်ကိုးတွေကြောင့်နှစ်ကိုးပြတ်နိုင်ရခဲ့ပါတယ်။ဒါကြောင့်ဘွန်နက်တီကပွဲစဉ်သုံးပြီးမှဘန်မြူးနစ်နဲ့ဟာတာဘာလင်တို့ကရာနှုန်းပြည့်နိုင်ရပြီးကိုမက်စီနဲ့ဥဆောင်နေတယ်လို့ ချောင်းမရထားတဲ့ဒေါမုံကအဆင့်ငါးမှာရက်တည်နေကြောင်းရိုက်တာသတင်းရသိရပါတယ်ကျွန်တော်စီသွင်းပါ